်မင်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DBBU မြန်တန်ချားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်။ထားမြမနယ်ဇက်မရှိတဲ့မိုးတောင်မြို့ကိုလက်လွတ်လိုက်ရတဲ့အတွက်စစ်ကောင်စီကကာယိုရန်စစ်ဌာနချုပ်ကာယခအတိုင်းမူဘူဂျုတ်ကျော်ဟန်ကိုစုံခုံစစ်ဆေးနေတယ်လို့နေပြည်တော်သတင်းရင်းမြစ်တွေစီကသိရပါဗျ။ ကင်ဝရန်စစ်ဌာနချုပ်လက်အောက်ခံတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မောတော်မြို့ကစစ်ကောင်စီရဲ့ခန်စစ်စခန်းကိုနိုဝင်ဘာလ14ရက်မှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့တော်လှန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်နိုဝင်ဘာလ15ရက်မှာတိုင်းမှုစစ်ဆေးခံရတာလို့နေပြည်တော်သတင်းရေးမြစ်ကပြောပါတယ် နိုဝင်ဘာ15ရက်ကဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေနဲ့အဖွဲ့မှဗိုလ်ချုပ်ကျကျော်ဟန်နဲ့နေပြူဟာအဖွဲ့ကိုမြေမြုပ်နယ်ရှိကာယခတိုင်ုံမှစုံခုံစစ်ဆေးခဲ့တာလို့ဆိုပါတယ်စစ်ကောင်ဆောင်ကနိုဝင်ဘာလ16ရက်မှာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုတွားရောက်ပြီးအရှိတောင်တိုင်းစစ်ဌာနချုပ်ကစစ်ဦးစီးစစ်ရေးစစ်ထောက်နဲ့နေပြူဟာကစစ်ကောင်စီအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်ရှင် မကွေးတိုင်းရင်းစတိုမြို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တရားကိုလက်နက်ခဲယမ်းတွေနဲ့အတူနိုဝင်ဘာလ15ရက်မှအလင်းဝင်ရောက်လာတယ်လို့ရင်းစတိုမြို့နယ်ဘက်ကဘစီကသိရပါတယ်။ရင်းစတိုအခြေစိုက်ခလာရ256တပ်ရင်းထဲကတပ်သားဟိန်ထက်လင်းဟာညပိုင်းကင်းတာဝန်ကျနေတဲ့အချိန်မှာ MA1 တနက်တလက်အပြင်တက်ကြည်တရားရဲ့ MA3 တနက်တလက်ကိုပါယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်။ တက်ထဲမှာကြီးနိုင်ငင်ညှိလောက်တာတွေကိုမခံနိုင်တော့တဲ့အတွက်တက်ကနေထွက်ချင်တဲ့အတွက်ဆက်သွယ်လာတာဖြစ်ပြီးလက်နက်တွေပါတဲ့အတွက်စုချင်းငွေ350ချိမြင့်ပြီးလုံခြုံတဲ့နေရာမှာဆောက်ရှောက်ထားတယ်လို့ရေစချိုမြို့နယ်ပကဖတာဝန်ခံကိုဝေကြီးက DPP ကိုပြောပါတယ်တတဟိန်ထက်လင်ဟာသူ့ရဲ့ဆန္ဒအတိုင်းပကဖနဲ့ပူပေါင်းပြီးစစ်တပ်ကိုပြန်တိုက်သွားမှဖြစ်ပြီးပြည်သူနဲ့အတူရပ်တည်လို့ကြားတဲ့စစ်ကောင်စီလက်အောက်ခံတွေကိုလည်းအချိန်မရွေးဖိတ်ခေါ်တယ်လို့ဆိုပါတယ်။ ရေစကြိုမြို့နယ်အတွင်းကိုမြေပြင်စစ်ကြောင်းထိုးတာတွေအပြင်လေကြောင်းတက်ခိုက်တာတွေနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တာတွေမကြာခဏပြုလုပ်နေတဲ့အတွက်ဒေသခံတွေအနေနဲ့သတိနဲ့သွာလာနေထိုင်ကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့ကျမတို့တွေမေဆောင်မြင့်မှာတခင်းနဲ့ကြည်လာရတီရှူအားပေးလာကြတယ်တော်လန်မိသားစုတွေတဆရာတို့ဖခင်ကြီးကိုလည်းဥဒိတ်ထားပါရဲ့နော်ဒီရုပ်ရှင်ကယူလာရောက်ချင်းမြင့်နေတဲ့အတွက်ဥဒိတ်ထားပါရဲ့ဗျာ ုတ်ကဲ့ပါပြုံပြုံလေးရုပ်ရှင်ကိုထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာဒီကနေ့ပြသတဲ့အခါလက်မှတ်တစ်စောင်ဘတ်300နှုန်းနဲ့ပိတ်တက်900ကျော်ယုံပြည့်အားပေးခဲ့ကြပါတယ်ဇက်ကတကလုံးကအခုလက်ရှိပေါ်တော့မြန်မာနိုင်ငံရဲ့နိုင်ငံအခင်းချင်းတစ်ခုလုံးပြတာဖြစ်တယ်နောက်20အဲနောက်20မတိုင်ခင်ကိုဗစ်အာနာသိန်းကြီးမတိုင်ခင်ကစပြီးတော့ဒီတော်လိုင်းကာလာတစ်ချောက်လုံးမှာကြီးတယ်မြန်မာပြည်သူတွေခံစားနေရတဲ့ကြုံတွေ့နေရတဲ့အရာတွေအားလုံးပြတ်တက်တာဖြစ်တယ် တော့ဒီကားကိုကြည့်ပြီးနောက်ပါမြန်မာပြည်သူတွေကကိုယ်တိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုယ်တိုင်ရင်ဆိုင်နေရတဲ့အရာတွေအားလုံးကိုမြင်တွေ့ခံစားရမယ်အဲ့အတွက်ကြောင့်မလို့ဒီကားကတကယ်ပဲဟိုမြန်မာပြည်သူတွေအတွက်အကျိုးရှိတဲ့ခန္ဓာကားလို့ပြောလို့ရတယ် We are together တော်တာလေးကိုရှော့စိတ်ကိုကြည်ကြည်လေးဒါပြုံးပြုံးလေးဟုတ်ကဲ့ဒီပြုံးပြုံးလေးရုပ်ရှင်ကမှာပေါ့နော် အာကျမကဒီကိုကျော်ရဲ့အမနေရပေါ့နော်တရုတ်ဆောင်ခဲ့ရပေါ့ဒါပေမဲ့ဇိုင်းခန့်လေးရတော့အများကြီးမဟုတ်ပေါ့နော်ဒါပေမဲ့လည်းဒီကိုလုံနိုင်တဲ့ဖက်မှာပေါ့နော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့ဒီဒီကားကတကယ်ရကြတော့ဒီတော်လိုင်းကားဖြစ်တဲ့အတွက်ပေါ့နော်အကုန်လုံးကလည်းဒီကားမှာ ဒီကိုတက်နိုင်တဲ့အင်အားလေးနဲ့အထုံခုံဆိုင်လေးတွေရိုက်ပေးထားတာကိုဘောနော်ပြည်သူတွေကိုခြားပြတဲ့ကားဖြစ်ပါတယ်ဒါညီမအနေနဲ့ကတော့ဂုံယူတာပေါ့နော်ကိုကိုရိုင်းကလည်းစီရီယံတယောက်ဖြစ်တာအတွက်ဒီလိုမျိုးကားမျိုးကိုရိုက်ရတယ်ကိုရဲ့အင်အားလေးနဲ့ဒါတိုင်းပြည်တွေ့တရောက်တဲ့နေရာကနေပြီးတော့ဖန်ဝင်လေးရှာပေးရတဲ့အတွက်မှာအဲ့ဘက်မှာအများကြီးဂုံယူပါတယ်ရှင်ဒီရုပ်ရှင်ကိုကရင်နီပြည်နယ်ဒီမော့ဆိုဖရူဆိုနဲ့ဖားဆောင်မြို့နယ်တွေအတွင်းမှာ ကရင်နီ တော်လန်ရေးရဲဘော်တွေပါဝင်ပြီး2024ခုနှစ်ကစတင်ရိုက်ကူးထားခဲ့တာပါ။ လာရမုံငွေကိုကျမတို့ကတရားရခိုင်တော့ပေါ့နော်မြေပြင်ကိုစီးတင်မယ်ကရီနီကိုပဲစီးတင်ပါမယ်ပြီးတော့ပထမကြိမ်လဲကျမတို့ဒီပေါ့နော်အလူငွေကိုခွဲရမ်းချပြီးတော့လူရမ်းငါကိုလဲဇွန်မီတင်နဲ့ ပြပြီးသွားပြီပေါ့နော်ကြားရေးတော်ပဲဆိုလို့ရှိရဲ့နောက်ပြီးတော့တခြားမြေပြင်နဲ့အပိုင်းပိုင်းပေါ့နော်ဟောရဲဆိုတော့ကျွန်တော်တို့ဒီတပွဲကရရဲ့ပတ်စံကရောမြန်မာငွေ320ပေါ့ဘတ်သသိန်းဝင်းချင်လောက်ပဲရမယ်ဒါမဲ့တခြားဟိုတော်လိုင်းထုတ်ကုန်ပစ္စည်းတွေရှိရဲ့ဒီလိုမျိုးပြုံးပြုံးလေးအင်ဂျင်လေးတွေပြုံးပြုံးလေးနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပစ္စည်းတွေမာချန်ဒိုင်းစင်းပေါ့နော်အဲ့အရာလေးကိုလည်းတော်လိုင်းထုတ်ကုန်တွေကိုလည်းဝယ်ယူပြီးတော့လှူဒါန်းတာမျိုးဖြစ်ပို့ပြီးတော့ ဒီလူရန်ငွေကဖိတက်နိုင်တာပေါ့နော်အဲ့တော့ဒီတကားတည်းက amount amount ငွေကအရင်မများဘူးကျွန်တော်တို့စုစည်းလိုက်တဲ့ခါကျရင်လို့ရှင်ကား3ကား4ကားဆိုစုစည်းလိုက်ရင်ကျွန်တော်တို့ဒီဒေါ်လာအမြေပြင်ကိုပေါ့နော်ဒီများများလေးလှူဒန်းပေးနိုင်တယ်ပေါ့နော်ဇန်နာပြရင်လည်းလမ်းမပေါ်မှာအသက်ပြီးသွားတဲ့ကလေးတွေမှာတပုံကြီးသူတို့အတွက်ကိုကျွန်တော်တို့ကဆက်ကိုလှုပ်အောင်ဟုတ်ပါရဲ့ဂုံယူရဲကစော်ဒီတော်လိုင်းတောက်လျှောက်လုံးမှာဒါ ဲကျွန်တော်ကျွန်တော်အတွက်ဆိုလို့ရှိရင်ဒါလည်းဘွားရဲ့ဖတ်တိုင်တစ်ခုလိုပဲပြောလို့လည်းရတယ်ပေါ့နော်နောက်ပြီးတော့ဒီဒီပြီးတော့အမှုပညာနဲ့တော်လန်ရတဲ့အတွက်လည်းဒါဒီပုံပါလေကျွန်တော်တို့ဟိုအရန်ကုန်ယူပြီးပါတယ်ပေါ့နော်ဟုတ်ပြောင်းပြောင်းလေးရုပ်ရှင်ကိုပြီးခဲ့တဲ့ဩဂုတ်လ၁၀ရက်ကဩစတြေးလျနိုင်ငံဆစ်ဒနီမြို့မှာ ပထမဆုံးပြသခဲ့ပါတယ်။လာမယ့်နိုဝင်ဘာလ၂၃ရက်မှာလည်း ဘန်ကောက်မြို့မှာပြတာအောင်မှာပါဒါအပြင်ကနေဒါနိုင်ငံနဲ့ဆွီဒင်နိုင်ငံတို့ပါဝင်နိုင်ငံ၅ခုမှာလည်းထပ်တိုးပြတာဖို့စီစဉ်ထားပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါအနိုင်မလို့ပြီးနိုင်တော့မှာပါအနည်းဆုံးတော့အာနာရှင်ရဲ့စစ်ဖက်နဲ့အောက်မှာဘယ်တော့မှတူထောက်မှာမဟုတ်ဘူး ဆောင်းရသည့်မိုးရွာသွန်းမှုကြောင့်ဂါဇာကမ်းမြောင်ကရွှေ့ပြောင်းနေထိုင်သူတွေနေထိုင်ရာယာယီစခန်းတွေမှာရေလွှမ်းခဲ့ပါတယ်။ရက်ဆက်ကြမ်းကြုတ်တဲ့ပြိပခအပြီးအလွန်ဆိုးရတဲ့အခြေအနေတွေမှာနေရတဲ့မိသားစုထောင်မများစွာရဲ့ဒုက္ခတွေပုံမဆိုးရစေခဲ့ပါတယ်။တောက်ချာနေကဂါဇာမှာမိုးသက်ထန်ခဲ့ပြီးရေကြီးလို့ရွှေ့ပြောင်းနေထိုင်သူတွေနေတဲ့ယာယီတဲတွေထဲကိုရေတွေစိတ်ဝင်ခဲ့တာပါ။ဒါကြောင့်အေးရခင်းတွေနဲ့ပိုက်ဆိုင်မှုတွေဆိုရှယ်လာပြီးစကန်ချရာနေရာတွေတဝိုက်မှာညပတ်တဲ့ရေကန်တွေကြံရစ်ခဲ့ပါတယ်။ မိုးတဲလို့သူတို့ရဲ့တဲတွေပြိုကျပြီးတဲ့နောက်မိသားစုများစွာဟာဟင်းလင်းပြေမှာ အချိန်ကြာကြီးနေဖို့အတင်းအကျပ်ခိုင်းစေခံခဲ့ရပါတယ်နှစ်နှစ်ကြာစစ်ပွဲအတွင်းအဓိကအခြေခံအဆောင်တွေနဲ့လမ်းပန်းဆက်သွယ်ရေးတွေပြက်စီးယိုယွင်းလာလို့အရေးပေါ်အဖွဲ့တွေအနေနဲ့လိုအပ်နေသူတွေစီရောက်ဖို့ပိုခက်လာလို့အခြေအနေကပိုရှုပ်ထွေလာပါတယ်။နေရစွန့်ခွာရသူမိသားစုတွေကခုဒုက္ခဟာလာမဲ့ဆောင်းရသည်ရဲ့ပိုပြင်းထန်တဲ့ဒုက္ခရဲ့အစသာဖြစ်လိမ့်မယ်လို့တွေးတောဆိုရင်းနေကြတာပါ။ နောင်စာစီနဲ့စားစရာချက်ပြုတ်ဖို့ဓာငွေတွေအပြင်းထန်ပြက်လက်နေပြီးတင်းလျော်တဲ့အပူပေးစနစ်မရှိလို့ယာယီတဲတွေမှာနေထိုင်သူတွေဟာလေပြင်းနဲ့မိုးတဲတဲ့ဒဏ်ကိုခံရနိုင်ခြင်းရှိနေပါတယ်ရှင်။ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချီချိုဆမ်ပါရှင်။